Earthquake. Earthquake. Oh my god, it's big. I got a boss quake. ငလျင်လုတ်တဲ့အခါမှာအဲ့လိုမျိုးမိမိဖုန်းမှာအလန်းမီအောင်လို့ဘလို့ဆက်တင်ချရမလဲဆိုတော့ကျွန်တော်ပြပြပြီးမှဖြစ်ပါတယ်။တချို့တွေကြတော့ငလျင်လုတ်တဲ့အချိန်မှာအတန်မီအောင်လို့ application download ဆိုပြီးတော့ set in ထားတာလည်းရှိပါတယ်။အခုကျွန်တော်ပြပြီးမဲ့ set in ကတော့ကျွန်တော်တို့ Samsung user တွေအတွက်မိမိဖုန်းထဲမှာ direct set in ချပြီးတော့အလန်းပေးထားလို့ရပါတယ်။အဲ့လိုအလန်းပေးလို့ရှိရင်မိမိဖုန်းရဲ့ location ကိုတော့အမြဲတမ်းဖွင့်ထားရပါမယ်။ပြီးလို့ရှိရင်ကျွန်တော်အခုပြပြီးမဲ့ setting အတိုင်းဖုန်းထဲမှာတွားပြီးတော့ setting ချထားမယ်ဆိုလို့ရှိရင်မိမိဖုန်းမှာငလျင်လှုပ်ခံနေဆိုလို့ရှိရင်တော့အချက်လာပြီးမှာဖြစ်ပါတယ်။ကဲအားလုံးပဲကျွန်တော်လည်းနောက်ကနေလိုက်ကြည့်လိုက်အောင်။ပထမဆုံးအနေနဲ့မိမိဖုန်းထဲကိုတွားပြီးတော့ဖုန်းထဲကနေ setting ထဲကိုဝင်ရမှာဖြစ်ပါတယ်။ setting ထဲကိုရောက်ပြီးဆိုလို့ရှိရင်ကျွန်တော်ဘာရှာရမလဲဆိုတော့ emergency safety and emergency safety and emergency ကို နှိပ်ပြီးတော့ဖွင့်လိုက်မယ်ဆိုလို့ရှိရင်အဲ့မှာသူက emergency alert တွေအများကြီးတွေ့မှာဖြစ်ပါတယ်။အဲ့ဒီအကုန်လုံးကတော့အရေးပေါ်အချက်ပေးတဲ့အလန်းတွေပဲဖြစ်ပါတယ်။အဲ့ဒီထဲမှာမှာ equat alert ဆိုတဲ့ဟာကိုနှိပ်ရမှာဖြစ်ပါတယ်။ equat ဆိုတာတော့ကျွန်တော်တို့ငလျင်လောက်တာပြောတာပါ။အဲ့ဒီထဲမှာမှာဒီဟာလေးပိတ်ထားရဲဆိုလို့ရှိရင်တော့အဲ့ equat alert ဆိုတဲ့ဟာလေးကိုနှိပ်ရမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်သူကအောက်မှာ demo လေးတွေရှိပါတယ်။အဲ့ဒါကတော့အလန်းရဲ့အတန်လေးတွေပေါ့နော်။ အဲ့ဒါကိုဖွင့်ပြီးတော့နှိပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်သူကဘလို့နေရမယ်ဆိုတာကိုပြပြီးမှဖြစ်ပါတယ်။နောက်ပြီးတော့အလန်းရဲ့အတန်မြည်တဲ့မြည်ပုံမြည်နည်းကိုလည်းပြပြီးမှဖြစ်ပါတယ်။ဆိုတော့အဲ့ဒါလေးကိုဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့အဆင်ပြေသွားပါပြီ။အဲ့ဒါလေးကိုကတော့အမြဲတမ်းဖွင့်ထားရမှာဖြစ်ပါတယ်။အဲ့ဒါလေးကိုဖွင့်ထားပြီးလို့ရှိရင်မိမိဖုန်းထဲက location ကိုလည်းတောက်လျှောက်ဖွင့်ထားရမှာဖြစ်ပါတယ်။ဆိုတော့အဲ့ဒါလေးကို setting ချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့ငလျင်လှုပ်တဲ့အခါမှာမိမိဖုန်းထဲမှာ connect up video တွေအရလိုမျိုးအတန်လာပြီးမှဖြစ်ပါတယ်။ဆိုတော့အားလုံးပဲဒီ setting လေးကိုချိန်ပြီးတော့ 他那边是先密码吧？